belong I belong to you Hello ဒါတော့မြဲ့ရဲ့ညီမလေးပါ ရုံမတူเนาะတူလားမတူဘူးเนาะညတို့နေအောင်ဒီနေ့စပင်ပုံစံလာပြောင်းတာပေါ့เนาะမြက်ကလည်းအဲဒီနေ့ ဘာလေးလုံးလဲဆိုတာလိုက်ပြောကြည့်ဝင်မြတ်တို့အခုရောက်နေတာကတော့ Opa Hair Salon ပေါ့နော်ဒါမြတ်တို့တောင်ကြီးမှကလေးကဒီဆိုင်ရရှိရဲ့မြတ်တို့ကလေနည်းနည်းအဲ့လိုအယူရှိရဲ့အယူဆိုတာလေအဲ့လိုညရဲ့အမေဆိုလို့ရှိရင်တောင်ကြီးအခုချိန်ဒီတောင်ကြီးတိစပင်ပြန်ညက်တော့ဒီမှာဆိုမညက်ဘူးပေါ့နော်ဘာလို့လဲဆိုဆက်ရလက်စားกว่าရဲ့ तू ကအဲ့လိုမျိုးမြဲပြောအဲ့လိုပဲမြတ်တို့ကလေအဲ့လိုသွေးထဲမှာအမေရဲ့သွေးရစီစလာဆိုတော့အဲ့လိုပဲဟိုဒီတောင်ကြီးကအခုလာဖွင့်ထားရဲဆိုတာနဲ့မြတ်တို့က ့ဩဆရာလည်းမြတ်တို့ငယ်တုန်းကညက်ပြီးတဲ့ဆရာဒီဆိုင်မှာရှိရဲဆိုတော့အာမြတ်တို့စပင်ပုံလေးလည်းလာပြောင်းတာမြတ်တို့ညီမနှစ်ယောက် vlog ကိုမမြင်ဘူးသေးဘူးဆိုလို့သူခေါ်လာအာလုံဝင်စပင်ခြေရောက်တယ်အကုန်လုံးဟုတ်ဆရာဟိုကလေဟိုကဗလဲမြက်ကလေအဲ့လိုသပင်လေအဲ့လိုလိုင်းနေရှိရဲ့ wave တွေရှိရအများတန်း rebound လုပ်ရအခုကအဲလောက်တာနည်းနည်းကြပြီအရှိရလေအဲ့လိုကောက်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 တွေပြန်ထွက်လာလို့လေအဲ့ ဟုတ်ဝုတ်ဝုတ်လေးဖြစ်ချင်တာဇပင်လည်းအရန်များတော့အဲ့ဖြီးပြမယ်နော်ဟုတ်ပြီးတော့လေဇပင်အရောင်လေးညကအနကူအညိုအဲ့ဓာတ်ဘရောင်းဆိုချင်လို့ရလာသိပြက်မှလည်းကြောက်လို့သူကဟိုအရန်ပေါ့နော်ကင်မီကလည်းတိတ်မနေအောင်ဟုတ်ဟုတ်ဟုတ်နည်းနည်းမဲမဲလေးဖြစ်ချင်တာပေါ့နော်တယုံမလေးလိုမျိုးအော်ရတယ် ။တိမမလေးဖြစ်ချက်ပြ။ကျွန်တော် rebound လေးလုပ်ပြီးတော့ဟုတ်ကဲ့ဆိုပြီးမယ်လေ။ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်။အဲဆရာဆေးရကြတော့ဗာဆေးတွေရှိလဲဆရာ။ဆေးရကြတော့ဒီမှာဟောင်ကောင်လေးရှိတယ်၊ချာမီလေးရှိတယ်ပေါ့နော်။ကျွန်တော်တို့က brand တစ်ခုဖွဲ့ပေးထားရပေါ့။ဟုတ်။ဟုတ်အစားစားသုံးလို့ရတယ်ဗျ။ဟုတ်ကဲ့။ဟောင်ကောင်ကဘယ်လောက်လဲဆရာ။ဟောင်ကောင်ကကြတော့ဒီမှာတိတ်2000တိတ်ပဲပေါ့နော်။ကျွန်တော်ချာမီဆေးကြတော့တိတ်8000နှစ်ပိတ်ဝင်တိရှိရပေါ့။ကျွန်တော်အခုစိုင်မှာကြတော့ကျွန်တော်နှစ်နှစ်ပြည့် promotion လေးလည်းရှိတယ်နော်။ဟုတ်တယ် discount ကျွန်တော်တို့စိုင်ရနေပြီးချပေးထားတယ်။ဟုတ်ကဲ့ဟုတ်အဲ့ဒါဆရာ။ ည်းနည်းလေး hair transformation လေးလုပ်ချင်တာပေါ့နော်။ညက်ဖို့လို့လို့ရှိရင်လည်းအဲ့လိုညက်လိုက်ချင်အဲ့လိုလွန်ငယ်ဆက်ဆက်လွတ်လို့လေ။ဟုတ်ပါရဲ့။တရုံမလေး။ကျွန်တော်တို့ rebounding လေးလုပ်ပြီးတော့ပေါ့နော်။ color ဆိုးလိုက်တဲ့အတွက် chemical လေးရှိတယ်။အဲ့ဒါကိုကျွန်တော်တို့ quality လေး treatment လေးလည်းထပ်ပြီးတော့ပေါင်းပြီးတော့လုပ်ပြီးလာတယ်เนาะအဲဆိုရင်သမင်ကြီးကပျော့ပျော့လေးနဲ့ကာလာလေးနဲ့ဆူဆူလေးရအောင်เนาะဟုတ်ကဲ့ဆရာဟုတ်ပြော့ခြေသေးလက်သေးလေးရောအရာအော်ခြေသေးပဲမြတ်ကလက်သေးမဆိုးတော့လေခြေသေးလေးရောလှုပ်ချင်တော့အဲ့အာတခါလေးလှုပ်လို့ရဟုတ်တခါလေးသမင်လုံးနေနေလည်းဝန်ဆောင်မှုဖြစ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဟုတ်ညံပါလုံးမပါလုံးမအော်သမင်ကောက်ရဟာစီပန်း သူကစီပန်းစီပန်းမလုပ်ချင်လို့လဲဆိုတာသူစပင်ရောရလာပြီဟုတ်စီပန်းလုပ်လို့ဟိုဟာတစ်ချက်ကြည့်ပေးမယ်နော်ဟိုလေးပုံမသွင်းချင်ပုံမသွင်းချင်အောင်နော်ဘယ်လိုမျိုးအောက်ကလေးကောက်ကောက်လေးပုံသွင်းရမလို့ပဲနဲ့ဖြစ်တယ်လေရရစီပန်းလေးပဲပေါ့နော်ဟုတ်ကဲ့ရရဒီအားပုံသွင်းထားမလားဟုတ်ဟာโอเคဒါပုံမသွင်းမနဲ့ဒီလိုမျိုးပုံပုံချအောင်ပေါ့ဒီလိုမျိုးပဲအမျိုးပေါ့ခေါင်းလျှော့ပြီးရင်ပုံမသွင်းချင်ပုံမသွင်းချင်အဲ့ဒီပုံချအောင်ပေါ့နော်ရရရစပြေတော့နည်းနည်းချောက်တယ်နော် ဆေးရုံနဲ့ကောင်းနေအောင်တုံးပြရမယ်။စားလာပါ။လွတ်လို့ရအောင်နော်။အယောင်တွေပါတော့မရှင်းရှင်းတော့လား။အယောင်ကတော့မဆိုတော့ရမ်းတယ်။အော်ဒီတိုင်းပဲပေါ့နော်။ Okay okay ရမ်း။နေစပင်ကလေဒါ step တွေအများကြီးခုတ်တာအရန်ထူတော့အမြဲတမ်းတော်တော်ပါရမဟုတ်ရင်မြေရဲ့ hair style ကမြေကိုပွဲသွားခံနေဆိုအရန်ရိုက်ချင်နေစပင်ကအရန်ထူတော့ဆက်အဲစနေတီကန်ကန်ထော်တော့ဒါဘယ်လိုမျိုးပါထားတာမှအခုချင်သိလို့ဖြစ်နေ အမြဲတမ်း rebound လုပ်ရပါတော့အခုလည်းချင်းသေးကောင် rebound ပြန်လုံးမယ်ဆိုတော့အလိုမြက်ကအလိုပြားကကက်ကလေးကြိုက်တာလေကက်လေးဖြောင်းဖြောင်းဆင်းဆင်းလေးပေါ့နော်တဘာဝတိုင်ဟိုအရင်ကက်နေရမျိုးမဟုတ်ဘဲနဲ့ရှစ်တန်လောက်ကလေးရလေရှစ်တန်လောက်ကအဲ့စပင်ဖြောင်းတာလောက်လာတာအဲ့စပင်ဖြောင်းတာလည်းခုနအဲ့တောင်ကြီးရဆရာပဲလောက်ခဲ့ရှစ်တန်ကလေးရဆိုတော့အခုအဲ့ဒါပြန်လာလောက်တာ rebound လုံးမယ်နောက်ပြီးသွားလို့ရှိရင်စပင်အယောင်ချိမ့်မယ်ခြေသေးအယောင်စိုးမယ်โอเคရဲ့ရဲ့မရောက်ပြီ อ๋อคุณมาชมรู้ล่ะโอเคอ๋อคุณอ่ะมาเลยตะไคร้ให้ชมไล่เลยดิอ่ะเนี่ยหัวไม่ส่องอ่ะเหรออะไรหัวจ้ะแล้วนี่หัวหึ่ชมบลาเลยหึ่ชมอ่ะยูยูกุ๊กชมส่วน7000เขาไม่คุ้มส่วน7000พี่ด้วยဒီတစ်ဖြတ်ဆိုရင်တော့တစ်တောင်းခွင်တစ်ကိုယ်လုံးဆိုရင်တော့တစ်တောင်းပါတန်တာပေါ့မြတ်အမတစ်ကိုယ်လုံးနှိပ်ပြီးတော့ရှော်လိုက်ပြီးစောက်နေမယ်ဘယ်တော့လဲအမတစ်ကိုယ်လုံးနှိပ်တာနှစ်တောင်းနှစ်တောင်းပါနှစ်တောင်းပဲတန်တယ်အဲ့လိုလုပ်ရင်းနဲ့စောက်နေလိုက်မယ် အခု rebound လုပ်နေတဲ့ဆရာသား Germany ဆေးပေါ့เนาะအဲသူက Hong Kong နဲ့ Germany ဆိုပြီး design မှာနှစ်မျိုးထားပြီးထားရတယ်။မြက်ကဒါလီနဲ့လောက်တာအဓိကတော့သူက chemical နဲ့ရပါတော့မြက်ကအများအားစပင်ကိုဖြောင်းကောက်အများအားလောက်ရတော့ဟိုစပင်တွေတခါတလေကြအဲ့လိုမြည်တာထွေးရရှေ့ပေါ့เนาะဒါကြောစပင်ကိုအဲ့လိုပျော့ပျော့ပြောင်းပြောင်းဖြစ်သွားစေဖြောင်းဖြောင်းစင်စင်လေးလည်းဖြစ်သွားစေရဲ့နောက်ပြီးအဲ့လိုစပင်ညိရထွေးတာတတ်တာပဲပေါ့เนาะ chemical နဲ့လဲနေတဲ့အတွက်ကြောင့်မို့မြက်ကဒါလီကိုရွေးချယ်တာအဲ ခဏနေရန်လာတော့မှရုပ်ရန်ပြောင်းရှင်းတော့အခုတော့သမင်ရှည်အရှည်နဲ့လေရှင်တော့သမင်အရှည်နဲ့ဖြစ်တဲ့ပုံစံကကြပြီဟိုတနေ့ကတော့သမင်ကိုသွားပြီးကြောတော့ဝက်လောက်ညက်လိုက်တယ်ဒါမဲ့ဟိုတိတ်ပြောကွာကိုဂျင်းနမှုမရှိတော့လေဒီနေ့ rebound လုပ်မယ်နောက်သမင်လေးနည်းနည်းပုံစံထပ်ပြောင်းမယ်အယောင်လေးစိုးမယ်ပေါ့နော် ါအခုလေဆာပြစ်ပြီးတော့မှစံသားရဲ့အတွင်းပိုင်းတဲ့ ठी ကိုပေါ့နော်ရေဓာတ်ဖြည့်ပြီးဟာပေါ့နော်မျက်ကလေတကူလုံး၆တဲ့ပြင်စပင်လေးပါ၆တဲ့ဆိုတော့သူကအခုမျက်တို့ထဲ့ထားတဲ့ဆေးလေးကိုအဲစိတ်ဝင်အောင်နောက်ပြီးတော့ရေဓာတ်ကိုစံသားအတွင်းထဲပြရအောင်ရေဓာတ်ဖြည့်တဲ့လေဆာလေးလုံနေတာပါ ကျော်ကက် eye ပေါ့နော်ဒီ D11 ဆိုတဲ့အကြောင်းလေးဆိုတာခြေထောက်ကိုပူပြီးတော့ဖြေးသွားစေအရန် ချစ်ဖို့ကကိုချီရာကူအရန်ကြိုက်နေအခုစပင်အကြတော့ rebound လောက်လိုက်တယ်ပြီးတော့ဒီ take လေးနည်းနည်းပါလိုက်တယ်နောက်အဲမြက်ကငကိုစပင်ကအညိုရောင်ဆိုတော့အညိုရောင်ကြီးပဲထားလာကြအခါကျော်နည်းနည်းလေးပြောင်းချင်တယ်ပေါ့နော်အယောင်နေလဲမစိုးချင်တော့မြက်ကအခုဆိုထားတာ dark black ပေါ့နော်အဲ့အမဲအောင်ဆိုလိုက်တာအဲ့နဲ့အဲစပင်ကအခုဆူဆူပြောင်းပြောင်းရွှဲရွှဲလေးပေါ့နော်အဲ့လိုလေးဖြစ်သွားတယ်ပြီးတော့စပင်ကလေရတယ်အများကြီးခုတ်ထားတာဆိုတော့အဲ့လိုအရန်နုရဲနုနုသွားတယ်လို့ကောက်ကူ ထင်တယ်ပေါ့နော်သူများတော့ဘလို့ထင်လဲမသိကိုယ့်ကိုယ်ကိုယ်လိုခံစားရတယ်အာဒီအမဲရပါလေအဲမြက်ကနောက်ကာလာတွေဆိုးလို့ရှင်ဝင်လာလို့မေးကြည့်တော့ခဲအောင်ကလွဲလို့ရှင်ခြားကလာအကုန်ပြန်ဆိုးလို့ရတယ်ဆိုတော့တော်တော်အဆင်ပြေပေါ့နော်မြက်ကတော့ကိုယ့်ရဲ့စပင်ကေကိုကိုယ့်ကိုကြည့်ပြီးတဘောအရန်ကြတယ်လို့ဆိုပြီးတော့ပြောင်းပြီးတော့ဤစင်သွားပြောင်းလက်ရမယ်ဒီဒါစီလိန်သားမဟုတ်ဘူးနော်ဒီလိုပြောင်းအရန်တဘောကြကဲပြန်တော့မယ် မြက်ကလေဒီလိုအမဲနဲ့တော်တော်လိုက်တဲ့ထဲမှာပါခုနအညိုထက်ဆိုင်ဒီအမဲဆူလိုက်တော့လေဖြူပို့ဖြူပြီးမျက်နှာလင်းသွားရလို့ခံစားရတယ်ဟိုတရုတ်မလေးလို့လေမျက်ကအဲ့လို fan bing bing no knock ဘာလို့လဲတီလီပါရလားအဲ့တရုတ်မင်းသမီးရှိရလေအဲ့လိုမျက်လုံးပြူလေးနဲ့တော်တော်ချောအဲ့အဲ့တို့ရဲ့အစပင်မင်းမဲတူတူထားတဲ့ဟာသဘောကြလို့အခုလိုက်ထပ်ဆိုလိုက်တာသူကနင်းပါလို့တာဖန်စီပန်စီလို့တဲ့ဖွာလာနင်းနေဖွာလာငါလာလား ငါလာလာမလာနေမလာအာမလိုက်တော့တော်မဲ့ကြလုံးကြိုက်တယ်ကြိုက်တယ်ခူရောမြတ်တို့ပြန်တော့မယ်အော် တခုကြံခဲ့လို့အဲ့ဒါကအဲဂျူလိုင်လအထိပေါ့နော်ဒီဆိုင်မှာမျက်နှာမယ်နဲ့လာပြီးတော့မှဒီ treatment တွေလုပ်တယ်ဆိုလို့ရှိရဲ့အဲဒီလို rebound လို့ color ဆိုတာတော့ဘာလို့ဆိုလို့ရှိရင်30% shop ပေးမယ်ပေါ့နော်အဲဟိုဟိုခါရိုးရိုးအဲ့လိုမျိုး gown shop ဟာတော့ဘာလို့ဆိုလို့ရှိရင်တော့10% off ပေးမယ်ဒါပေမဲ့မျက်ရတနာကြော်နာမယ်ပြောပြီးတော့မှလာမှာနော်အာနောက်ပြီးတော့မှမျက်ရဒီ video လို့ဒါအမြတ်တက်တက် giveaway လေးထပ်ပေးခြင်းနဲ့ present ပေးခြင်းနာက ်မြတ်တို့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးပါအာနောက်ပြီးတော့အခုကမြတ်တို့ညီအမနှစ်ယောက်လာတာဆိုတော့မြတ်ကအဲ့လိုမျိုးနှစ်ယောက်နှစ်ယောက်လာဖို့ပေါ့နော်အဲ့လိုနှစ်တွဲကိုမြတ်ကလက်ဆောင်ပြန်ပေးမယ်အဲ့ဒါကအာဒီရဲ့ဗီဒီယိုကို like and share လုပ်လုပ်ပြီးမှကိုယ်နဲ့တူတူသွားချင်းနဲ့တငယ်ချင်းဒါမှမဟုတ်ညီအမကို mention ပြီးတော့မှမြတ်တို့ဒီ screen shot လေးနဲ့ပေါ့နော်ဒီရဲ့ဗီဒီယိုရဲ့အောက်မှာ comment man ပေးပါအဲ့ဒါကိုမြတ်ကအဲ့လိုမျိုးနှစ်တွဲပေါ့နော်အဲ့ဒါကို တတွဲကိုနှစ်သိန်းနှစ်သိန်းပေါ့နော်၄သိန်းလက်ဆောင်ပြန်ပေးပါမယ်လို့စာ ိုင်ကတော့ Opa Hair Salon လို့ခေါ်ပါတယ်။မြဲလို့ Opa ကြိုက်တဲ့သူနဲ့ Opa ဆိုင်ကတော့တော့ကွက်တီပဲ။အခုဒီမှာဇပင်ကဆရာတွေကလည်းဒီမှာလက်ရအရန်ကောင်းတော့အဲလုံးဝတန်တရားမရှိပဲနဲ့ trimmer အကုန်လုံးကလုပ်လို့ရတယ်။ဇပင်ညက်တာပဲဖြစ်ဖြစ်ခုနညက်မနေတာဆိုလို့ရှိရလဲနေတာအရန်ကောင်းတယ်လို့ပြောတယ်။အရန် fire ပေါ့နော်။အရန် fire ဆိုမြက်တော့အနေမခံနိုင်ရဘူး။မြက်ကတော့ဒီနေ့ rebound လောက်တာကောအဲဇပင် stay ဆိုပေးတာကောဇပင်ညက်ပေးတာကိုတော်တော်လေးကိုကြိုက်တယ်။ညက်ညီမလေးကကျတော့ तू ကအပြိုကြီးဇ ာတာပါတာပေါ့နော်ပြိုကြီးစားတာပါဆိုတော့ကြီးများပေါ့နော်သူ့ဘဝတော့မှတစ်ခါမှဘဲမထားဘူးအဲ့ဆိုတော့သူ့လိုမျိုးကြီးကြောင်များတဲ့သူတော်မှသပင်ကောက်တာကိုသူ့ကောက်ပြီးတော့ဖွာတယ်ဆိုတော့မြေတူကတော့အမတ်ပြေးပေးလိုက်ပါတယ်အဲ့တော့မြေတူပြန်လာရမယ် bye